ရှင်မင်းကြီးပဲသွားမှလဲဆိုဒီနေ့သာမဝတီတို့ဆောင်သွားမယ်ဆိုရင်မသွားပါနဲ့ညာကအိမ်မဆိုးတွေသူမက်တယ်ပေါ့ဘုရင်ကြီးဒုက္ခရောက်လိမ့်မယ်လို့ဆိုဘုရင်ကြီးကမယုံဘူးသွားမယ်ဆိုသွားတော့အဲ့ဒါဆိုရင်သူလိုက်ခဲ့ပါမယ်ပေါ့စိတ်မချဘူးပေါ့ဘုရင်ကြီးသူလိုက်သွားလိုက်သွားပြီးတော့ဘုရင်အမှတ်တမဲ့မှာအဲ့ဒီအပေါက်ကိုသူကဖွင့်နေလေဖွင့်လိုက်တဲ့အခါကျတော့မွေးကလည်း၂ရက်၃ရက်ဒီထဲမှာ အစာငတ်နေတဲ့အခါကျစိတ်တွေတိုးပြီးတော့ရှုခနဲ့ထွက်လာတာအဲ့ဒီကြတော့မှသူကဖွင့်ပြီးတော့သူကအော်လိုက်တယ်မွေမွေဆိုပြီးတော့အဲ့ဒီကြတော့သူကဆဲတယ်ဘယင်ကြီးလည်းဆဲတယ်ဒီဘယင်ကြီးကလည်းငတုံးကြီးပေါ့ဒီကောင်မတွေကလည်းအမတန်ဆိုးတယ်ဘယင်ကြီးစီကဘာမရလို့ဘယင်ကိုမွေနဲ့တိုက်တတ်မလို့ကြံတာနဲ့ဆိုပြီးတော့ဆဲတဲ့အခါကျတော့မှဘယင်ကြီးကလည်းဒေါသတွေဖြစ်လာမွေမြင်တဲ့အခါကျတော့ကြောက်လဲကြောက်ဒေါသတွေဖြစ်လာသူပန်းလာတဲ့အမြားနဲ့တာမဝတီတို့မိဖုရားနဲ့ ချမ်းရံ900ရံတန်းစီခိုင်းပြီးတော့ညားနဲ့ပြစ်တယ်။အဲ့ဒီလိုညားနဲ့ပြစ်ဖို့ကြိုးစားတဲ့အချိန်မှာတာမဝတီကအလုံးကိုတတိပေးတယ်ပေါ့။ဘီရင်ကြီးပေါ်လဲစိတ်မဆိုးကြနဲ့။မာဂန္ဒီပေါ်လဲစိတ်မဆိုးကြနဲ့။တို့အတိတ်ဘဝကအကုသိုလ်လုပ်ခဲ့လို့ဒီလိုခံရမှာအလုံးဟာမေတ္တာပဲပို့ကြစိတ်ထဲမှာမပြစ်မှားကြနဲ့လို့ဆိုပြီးတော့မေတ္တာဘဝနာပွားခိုင်းတယ်။ဘီရင်ကြီးကညားနဲ့ပြစ်တဲ့အခါကျတော့ညားကသူ့ဘက်ကိုဥမလဲပဲနဲ့သူ့ဘက်ကိုပြန်ဥလှဲ့လာတယ်။အဲ့ဒါနဲ့သူဟာကြောက်ရွံ့ပြီးတော့ ဒီတက်မရှိတဲ့မြားကတောင်မှတာမဝတီရဲ့ခုံကျေးစုတွေကိုသိတယ်ငါကမသိဘူးဆိုပြီးမြားကသူ့ပဲဥလဲလာတဲ့ခံစားပြစ်လို့မရမင်းနဲ့မြားကသူ့ပဲဥလဲလာပြီးကြောက်ပြီးတော့အရင်ကြီးကတာမဝတီရဲ့ခြေရင်းကိုဝတ်ဆင်းပြီးတော့သူ့ကိုကယ်ပါလို့ပြောတာနော်ဇာလန်ကအဲ့ဒါလို့ဖြစ်ပါအဲ့တော့တာမမာဂန္ဒီလုံတဲ့လုပ်ငန်းတွေမအောင်မြင်ဘူးနောက်ဆုံးကြတော့သူကအစတုံးအောင်လုပ်ဖို့စိတ်ကူးလာဘယင်ကြီးကဥယျာဉ်ထွက်သွား ဥယျင်ထွက်သွားတဲ့အခါမှာသူမလုပ်တော့ဘူး။သူ့ဦးလေးကိုမှားပြီးတော့အဝတ်ခိုးတော်တွေကအဝတ်တွေထုတ်စီကိုတော်တွေကစီအိုးတွေဖွင့်ဖွင့်ပြီးတော့အဲ့ဒီအဝတ်တွေစီဆုပ်ပြီးတော့အကုန်လုံးအဲ့ဒီမီးရှို့တာပေါ့နော်။မာဂန်ဒီကအဲ့ဒီတာမာဝတီတို့အဆောင်ကိုမီးရှို့မီးရှို့ကိုသူကစီမံလိုက်တယ်။အဲ့တော့အားလုံးသမဝတီတို့ဒီပြား900ဒီတကားပိတ်ထားပြီးတော့အတွင်းထဲမှာဒီလိုမိရှုသက်ခံရတယ် အင်တန်မှကြောက်စရာတော့ဥဒိဏမင်းကြီးကမီးလောင်နေလို့သတင်းကြတော့သူ့ရင်ကနေအပြေးလွှားလာတာဒီလာတော့မမီတော့ဘူးပေါ့အဲ့တော့နောက်ဆုံးမှာဥဒိဏမင်းကစဉ်းစားတယ်ဒါဘသူလှုပ်တာလဲမာဂန္ဒီလှုပ်တာဖြစ်မယ်မာဂန္ဒီကအမြဲတမ်းတာမဝတီတို့ကိုပြစ်ရှာနေတယ်ချစ်သူ့ရဲ့အမုန်းတရားဟာပထမဆုံးကကျင်ကြီးကျင်ငယ်နဲ့ပြည့်နေတဲ့ခန္ဓာကိုယ်ကြီးကိုခြေတော်လေးနဲ့တောင်မထိချင်ဘူးလို့ မြတ်စွာဘုရားကပြောတာကိုဘုရားအပေါ်မှာမုန်းတဲ့အမုန်းကနောက်ကြတော့ဘုရားကိုကိုးကွယ်တဲ့တာမဝတိလို့ပေါ်ရောက်သွားတယ်။ဘာမှမဆိုင်မဲနဲ့နော်။အမုန်းတရားတစ်ဖက်ကိုပြောင်းသွားတယ်။အဲ့တော့တာမဝတိတို့အတိတ်တည်းတိအောင်သူကပြစ်မှုတွေကျူးလွန်လာတယ်။နောက်ဆုံးမှာဥဒိဏ္ဏမင်းကရာဇပရိယေနဲ့အေးတာမဝတိတို့ကငါ့ကိုဒုက္ခပေးနေတာခုတော့တောရှင်းသွားတာပေါ့။ငါအယံဆွဲတွေအေးသွားတာပဲ။ဒီလိုစီမံတဲ့ပုဂ္ဂိုလ်ကဒါတယောက်ယောက်လှုပ်တာဖြစ်မယ်။အဲ့ဒီလှုပ်တဲ့ပုဂ္ဂိုလ်က ငါပေါ်မှာအင်မတန်မှကျင်နာတဲ့ပုံကိုချစ်တဲ့ပုံကိုလှုပ်တာဖြစ်မယ်ဆိုတော့မာဂန်ဒီကသူလှုပ်တာပါနဲ့ဝန်ခံတယ်အဲ့ကျအဲ့ဒီကြတော့မှတခါတည်းဘုရင်ကအေးမင်းရောမင်းဆွေမျိုးတွေရောအကုန်ခေါ်လို့ဆိုပြီးတော့ခေါ်တယ်ဆုချမယ်ပေါ့တကယ်တော့အကုန်လုံးဖမ်းဖမ်းပြီးတော့နိုင်ရင်ပြန်မှမြုပ်ပြီးတော့ရေကြီးထဲမှာတပိုင်းမြုပ်ပြီးတဲ့အခါကောက်ရိုးတွေပုံပြီးတော့မိရှုသက်တာသူလို့အဲ့တော့ဒီဇာလန်ကတော့အလွန်ရက်ဆက်လွန်အကြီးပေါ့အဲ့လိုလှုပ်တာပေါ့နော်အဲ့လိုလှုပ်ပြီးတော့ နေကိုတော့သူ့အသားတွေလီစီနဲ့ကြော်သူ့ကိုယ်တိုင်စားခိုင်းပြီးတော့မှတတ်တယ်လို့ဆိုတယ်အဲ့တော့ယာစဝင်မှာဒီလိုရဲဆက်ဆက်လှုပ်တာတွေတော့ဗမာယာစဝင်ထဲမှာလည်းရှိတာပဲလေမိဖုရားမမလေးကိုဆင်နဲ့နင်းတတ်တယ်ဆိုတာကြားဘူးတယ်မဟုတ်လားဒီလိုပဲဘယင်းနေဆိုတာဟာဒီလိုရဲဆက်ဆက်လှုပ်တတ်တာတွေကဘယ်နိုင်ငံမှာမဆိုရှိတတ်တယ်ပေါ့နော်တမိုင်းတွေမှာကြည့်မယ်ဆိုရင်အဲ့တော့မာဂဏီမိဖုရားရဲ့ဘဝဟာလည်းပဲကြည့်အမားရွေးနေလှုပ်ခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာသူ အမုန်းတရားကဖះပေါ်မုန်းရံကနေစပြီးဖះကိုးွယ်တဲ့ပုဂ္ဂိုလ်တွေထိအောင်အမုန်းကကူးဆက်သွားပြီးတော့သာမဝတီတို့ကိုတပ်ဖြတ်ကျွလွန်တဲ့ကြောင်းမို့လို့သူလည်းရာဇောထံတင့်ပြီးတော့သေဆုံးသွားရတယ်။အဲ့တော့အမုန်းတရားဟာဘလောက်ဒုက္ခပေးသွားတယ်ဆိုတာစဉ်းစားကြည့်ပေါ့။ဒါကမာဂဏီတို့ရဲ့ဘဝပဲဒီလိုဖြစ်သွားတာ။မာဂဏီမိသားစုအမေမာဂဏီနဲ့အဖေမာဂဏီကတော့တရားထူးရပြီးတော့အစိတ်နှလုံးအေးချမ်းသွားကြပြီမဲ့လို့ သမီးမာကန်ဒီကတော့เนาะတရားဘက်ကိုဥမလဲနိုင်တဲ့အတွက်ကြောင့်တလွဲစဉ်းစားပြီးတော့မြတ်စွာဘုရားပေါ်မှာအမုန်းတရားတွေထားလိအတွက်ကြောင့်နောက်ဆုံးသူ့ဘဝဟာလည်းအရှုံးနဲ့ရင်ဆိုင်သွားရတယ်ဆိုတာဒါဘဝမှာသင်္ကန်းစာတစ်ခုပဲ